အလုံးမင်းမင်္ဂလာပါရှင် Audio Poll Library ဘိုင်းအီမွန်ဆိုရဲ့ page လေးကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့လီမှာတော့ဆရာမလွန်ထားထားရှိတမ်းမြဝေထားတယ်ဘဝမှာမမေ့တဲ့လူ၃မျိုးပဲရှိပါတယ်ဆိုတဲ့စောင်းပါလီကိုဖတ်ပြပေးကြပါရစေရှင် ဆောင်ပါလိရဲ့အစမှာ ပထမတစ်မျိုးကကိုဘွားရဲ့အခက်ခဲဆုံးအချိန်မှာကို့အနာရောက်လာပြီးစေတနာမေတ္တာတွေနဲ့ကုညီဖေးမထူမှတ်ပေးခဲ့သူပဲဖြစ်ပါတယ်တဲ့အမောင်ဆုံးအချိန်မှာအလင်းပွင့်လေးဖြစ်ခဲ့ဘူးသူကိုတန်မိုးထားပေးပါတဲ့အေးဆက်နေချိန်မှာနှွေးထွေးမှုလေးပေးခဲ့ဘူးသူကို အမြဲတတိတရားရှိပါတဲ့ ိုရဲနာကျင်မှုတွေကိုမျှဝေစာနာနားလည်ပေးခဲ့သူကိုတန်မိုးထားပေးပါတဲ့ကိုလိုအပ်တဲ့အခါသူအနားရှင်လေးပေးခဲ့တယ်လို့သူလိုအပ်နေချိန်မှာလည်းသူအတွက်ပြန်ပြီးကူညီဖိမနိုင်ဖို့ကြိုးစားပါတဲ့သူဟာကိုဘဝတစ်သလုံးဘယ်တော့မှအဆုံးရှုံးမခံသင့်တဲ့မိကောင်းဆွေမမဲဖြစ်ပါတယ်တဲ့ဒီတရားတညိုကတော့ကိုဘဝရဲ့အခက်ခဲဆုံးအချိန်မှာကိုအနာကနေဆုံးခါကြောခိုင်းသွားခဲ့သူပဲဖြစ်ပါတယ်တဲ့ကိုရဲ့အခက်ခဲတွေကိုစာနာနားလည်းမပေးနိုင်သလို့ ညဝေခန်းစားပေးဖို့လဲစိတ်ကူးမရှိတဲ့လူမျိုးဖြစ်ပါတယ်။အဲဒီလူလူမျိုးဟာကိုယ်အနာမှာအနီးကပ်ဆုံးရှိခဲ့ဘူးသူကိုချစ်ခင်မျော်လင့်ပတ်သက်မိသူတွေကလည်းဖြစ်နိုင်ပါတယ်တဲ့။ကိုယ့်အပေါ်ဘယ်တော့မှပြစ်ပြစ်ခါခါလုံးမမဟုတ်ဘူးလို့ထင်ထားမိတဲ့လူမျိုးလည်းဖြစ်နေနိုင်ပါတယ်။အဲဒီလူလူမျိုးကိုတော့ကိုဘွားတွေကနေအပီးပိုင်းနှုတ်ဆက်လန်းခွဲလိုက်ပါတဲ့။ ူစီကနေဘလူတီတက်မှုမျိုးကိုမှမျော်လင့်မထားဘဲနဲ့ကိုဘွားကိုသူမပါပဲတတိရှိရှိရေးရင်စွာဆက်လျှောက်ဖို့လိုအပ်ပါတယ်တဲ့ကိုဘွားရဲ့အစဉ်ပြေခြင်းမပြေခြင်းတွေကိုသူဘာမှပါဝင်ပသက်ခွင့်မရှိတော့သလိုဥပိ္ပခါပြူလိလိရှူလိုက်ဖို့အတင်းတော်ဆုံးလူမျိုးလည်းဖြစ်ပါတယ်တတိယတမျိုးကတော့ကိုဘွားကိုအခက်ခဲတွေကြားတဲ့ထူးချွေးလိုက်တဲ့လူမျိုးဖြစ်ပါတယ်တဲ့။တနည်းအားဖြင့်ကိုဘွားအစဉ်မပြေအောင်ကြာရှုံအောင်နေမျိုးမျိုးနဲ့ဆင်းရဲဒုက္ခတွေပေးတတ်တဲ့လူမျိုးဖြစ်ပါတယ်။ကိုနာကျင်ထိခိုက်အောင်စိတ်ဆိုးဒေါသထွက်အောင် နီလန်မျိုးမျိုးနဲ့ရှာပွေတိုက်ခိုက်ထိုးနှက်တတ်တဲ့ရန်သူမျိုးလည်းဖြစ်ပါတယ်။အဲဒီလူလူမျိုးတွေကကိုကိုအမုန်းဆက်ကလုံးပေါင်းများစွာမလို့တမလို့ရက်ပေါင်းများစွာနဲ့ကိုဘွားတစ်ခုလုံးကစင်ကလျာဖြစ်အောင်ဆုံရှုံနေနာအောင်ကျန်စီအထုတဲ့လူမျိုးပဲဖြစ်ပါတယ်။အဲဒီလူလူမျိုးတွေအတွက်ကိုရဲ့စိတ်ငြိမ်ချမ်းမှုဆိုတဲ့ပါဝါကိုသူ့လက်ထဲမထည့်ပေးမိဖို့ကအရေးကြီးပါတယ်။သူ့စကားတခုခုကြောင့်သူ့လို့ရက်တစ်ခုခုကြောင့်ကို့မှာစိတ်ဆိုးဒေါသတွေထွက်ပြီးဆွေးဆွေးကုံလာမြိုက်ပြနေမယ်ဆိုရင် ူလိုချင်တဲ့ပါဝါကိုသူ့လက်ထက်အနှင်းပေးလိုက်ကြတဲ့အတူတူပါပဲတဲ့။လောင်မြိုက်စီချင်းသူကိုတည်ငြိမ်အေးချမ်းစွာနေပြခြင်းနဲ့သာတုံ့ပြန်ရမှာဖြစ်ပါတဲ့။ဒေါသထွက်စီချင်းလိုရန်စားနေသူကိုဒေါသမထွက်ပဲကိုယ်အလုံးမပြတ်ဖဲနဲ့ရင်ကျက်တည်ငြိမ်စွာနေပြခြင်းဟာသူ့ကိုပညာသားပါပါအနိုင်ယူခြင်းပဲဖြစ်ပါတဲ့။ရန်သူထောင်ချောက်တဲ့မသက်စင်မီဖို့ကိုရဲ့စိတ်အင်းကြီးမှုကလေးကိုအထီးပါမခံပဲကိုရဲ့အလုပ်တွေကိုသာမယမနာဆက်လုပ်နေဖို့လိုအပ်ပါတယ်တဲ့ ကိုကိုငိုကြွေးစေခြင်းသူကိုရေရေမောမောလေးနေပြလိုက်ဖို့ပါပဲတဲ့နင်းနာဆုံးရှုံးစေခြင်းသူကိုလည်းအောင်မြင်မှုနဲ့ပဲအနိုင်ယူလိုက်ပါတဲ့သူကနာကျင်စေခြင်းတလို့ကိုကနာကျင်မပြပဲနဲ့သူရဲ့ဖြစ်တည်မှုဟာကိုအတွက်ဘာမှအရေးမပါတဲ့အမိုက်တစားတာဖြစ်ကြောင်းသူကိုတီးခွင်ပေးလိုက်ခြင်းကသာအကောင်းဆုံးတုံ့ပြန်ခြင်းဖြစ်ပါတယ်ဆိုပြီးဆီယမ်မားရဲ့ဆောင်ပါလီကိုဒီညလေးမှပဲအဆုံးသတ်ထားပါရှင် ဆ iam မရည်သားနေတဲ့အခုလိုစာပေလေးတွေကို update ဖတ်ရှုခြင်းနဲ့ဆိုရင်တော့ဆ iam ရဲ့ Facebook page ဖြစ်တဲ့လွန်ထားထားစီတက်ကတူဆိုတဲ့ page လေးမှာတွားရောက်ဖတ်ရှုလို့ရတယ်လို့ဆ iam ရည်သားထုတ်ဝေပြီးဖြစ်တဲ့စာအုပ်တွေကိုလည်းဝေယူ update ဖတ်ရှုလို့ရပါတယ်ရှင်။ပြီးဆုံးတဲ့ဒီနားထောင်ပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအများကြီးကျေးဇူးတင်ပါတယ်။နောက်ထပ်ဆောင်ပါလေးဒီမှာလည်းထပ်ပြီးဆုံတွေ့ကြပါအောင်စုနော်။